လရင်ဘေးအတွက်တိန့်တရာမတည်ပြီးလူသွားမယ်ဆိုတဲ့ဖြူဖြူထွေဖြူဖြူတွေရဆိုရင်တော့မြန်မာနိုင်ငံမှာအလူပင်ရင်မလို့တောင်ပြောနိုင်ပါတယ်သူရတဲ့အနုပညာကျေးလေးတွေကိုအမဲလူလူလိုအပ်နေတဲ့နေရာတွေစီလူနေတတ်တာပါလက်ရှိအခါမှာဆိုရင်လည်းမြန်မာနိုင်ငံကလင်းပြီးအတွက်တိန့်တရာမကြည့်ပြီးတော့လူတန်းလိုက်ပါပြီဒီကြောင့်အလေးနဲ့ပတ်သက်ပြီးအပြည့်အစုံကြည့်ရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦး ဖြူတွေရဆိုရင်မင်းသမီးတယောက်မဟုတ်ပေမဲ့လည်းမင်းသမီးတွေထက်တောင်နာမည်ကြီးရဲ့ဆယ်လီတယောက်ပါဆိုရှယ်မီဒီယာပေါ်တွင်မှာလည်း follower တွေအများကြီးရှိပြီးလူချစ်လူခင်လည်းပေါများတာဖြစ်ပါတယ်ဒီလိုမျိုးလူချစ်လူခင်ပေါများရတဲ့အကြောင်းရင်းဟာလည်းဖြူတွေဟာမြန်မာလူမျိုးတွေအကြိုက်အလူအဒန်းကိုအမြဲတမ်းလှုပ်လို့ရှိလို့ပါပြီးခဲ့တဲ့လပိုင်းလောက်တုန်းကမြန်မာနိုင်ငံရေပေးမှဆိုရင်လည်းဖြူတွေကရေပေးတဲ့နေရာတွေကိုကိုရန်ကိုကြသွားပြီးအလူအဒန်းတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ် ။အဲတော့ငါဆိုရင်လေစုတစိတ်တွေကိုတောင်မှရရှိခဲ့တာပါ။အခုအခါမှာတော့မြန်မာနိုင်ငံအလဲပိုင်းကနေပြီးလှုပ်ခတ်သွားခဲ့တဲ့ငလျင်တန်ကြောင့်မြန်မာတိုင်းနိုင်ငံလုံးကပြည်သူတွေဒုက္ခရောက်နေကြတာအားလုံးသိမယ်ထင်ပါတယ်။မန္တလေးမြို့မှာဆိုရင်လေအင်တွေဟိုတယ်တွေအကုန်ပြိုကျပျက်စီးသွားပြီးလူတွေလည်းအများကြီးကိုတည်ကြည်ခဲ့ရတာပါ သတင်းကိုကြားတာနဲ့ဗီဒီယိုတွေကသူမအနေနဲ့ပြန်လည်ကြဆယ်ရေးအတွက်သိန်းတရာမှတည်ပြီးလူရန်သွားပါမယ်လို့ချက်ချင်းပြောလာခဲ့တာဖြစ်ပါတယ်။နလင်းလှုပ်ပြီးနောက်နေ့မနက်ရောက်တော့ဗီဒီယိုတွေဟာအလူငွေတွေအပြင်လိုအပ်မဲ့စားနပ်ရိက္ခာတွေကိုလည်းကားတွေနဲ့အသင့်ပြင်ဆင်ပြီးသွားပြီဖြစ်ပါတယ်။သူမအနေနဲ့အကူအညီလိုအပ်နေတဲ့နေရာတွေကို ကိုရန်ကိုကြသွားပြီးအများကြီးလူဒန်းပေးသွားတော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့အကူအညီလူဒန်းခြင်းတဲ့သူတွေအနေနဲ့လည်းသူမစီမှာလာရောက်လူဒန်းနိုင်ကြအောင်ပြောပြထားပါတယ်။ ဒီလိုပြောလိုက်ပြီးမကြခင်မှာပဲမြန်မာနိုင်ငံကစေတနာရှင်တွေအများကြီးဟာပြပြထွေးစီကိုတွားရောက်ပြီးလူဒန်းကြပါတယ်။အခုချိန်ဆိုရင်တိန်းတထောင်ကျော်လောက်တောင်ရနေပြီလည်းဖြစ်ပါတယ်။ပြပြတွေကအခုလိုမျိုးအလူဒန်းလို့လို့ပြည်သက်တွေဝိုင်းပြီးချီကျူးကြပေမဲ့လည်းတချို့ကတော့အလူငွေတွေပတ်ကြီးတယ်ဆိုပြီးဝေဖန်ကြပါတယ်။ခြေပြေးတုန်းကဆိုရင်လည်းတိန်းထောင်နဲ့ချီပတ်ကြီးခဲ့ပြီး Facebook YouTube တို့ကတင်လည်းပတ်စံတွေအများကြီးရရှိသွားခဲ့တာပါ။ အခုငလျင်ပေးကြတော့လေအမြန်အမြန်ဆိုတလို300မှတည်ပါတယ်ဆိုပြီးလူတွေစီကနေအလူခံနေကြတာဖြစ်ပါတယ်။ဒီငလျင်ပေးကြည့်ပြီးသွားရင်လည်းဖြူဖြူတွေကတိုက်တလုံးနဲ့ကားတစီလောက်တော့အသာလေးရရှိသွားမှာပါ။ဒါကြောင့်မလို့ပေါ်ပင်လောက်တဲ့ဖြူဖြူတွေစီမှာမလူကြပဲတကယ်ယုံရတဲ့လူတွေစီကသာတွားရောက်လူတန်းကြဖို့တချို့ကပြောပြထားပါတယ်။အခုကြည့်နေတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောငလျင်ပေးဖြစ်တာနဲ့300မှတည်ပြီးလူတန်းလာတဲ့ဖြူဖြူတွေအပေါ်ဘလို့ထင်မြင်မိပါသလဲ။ ။တကယ်ပဲစေတနာပပနဲ့ငလျင်ပေးတင်ပြည်သူတွေကိုလှူဒန်းကျင်တာလားမမဟုတ်သူပတ်ဆက်ရဖို့အတွက်အခုလိုပေါ်ပင်လောက်တာလားဆိုတာအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ရေးသားပြီးထွက်ကြကိုပြောချင်ပါသေး။နောက်တဲ့ဗီဒီယိုလေးတွေထဲမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။